Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့က Sunderland ကို2ဂိုးကုန်ရှိဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကကစားသမားတွေရဲ့ကျွန်တော်တို့က player rating ပေါ့လေဆိုတော့ဒါ website နဲ့ဒီလိုလုတ်ဖို့ရဲကျွန်တော်တို့ကြိုးပဲ့နေတာကျွန်တော်ကြားပြီเนาะအဲရလိုက်မရလိုက်ရလိုက်မရလိုက်ဖြစ်နေတာနဲ့ပြည်ထနာတွေများတာနဲ့ကျွန်တော်ပြင်နေစင်နေကြရင်ね တော်မလုတ်ဖြစ်တာဆိုတော့အခုဆိုလို့ချင်းဒါမင်းညားကလည်း link နေပါလိပေးထားတယ်ဆိုတော့ညီကတို့လည်းပုံပေးကြလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဆိုတော့ဒီထဲမှာဆိုလို့ချင်းထုံးတန်နိုင်မယ်ပွဲတစ်ပွဲပြီးတဲ့အခါမှာကျွန်တော်တို့ကစားမားတွေရဲ့ဒီကစားမားတွေစွမ်းဆောင်ရည်တွေနဲ့ပတ်သက်လို့ rating တွေကိုညီကတို့စိတ်ကြိုက်ပေးနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါညီကတို့နေနေရောဒီနေ့ပွဲမှာ big exam တွေအကောင်းဆုံးဖြစ်ခဲ့ကြတယ်လို့ကျွန်တော်ထင်ကြလဲကျွန်တော်ဆွေးနွေးကြည့်အောင်အားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့က lemons ပေါ့လေ lemons ကတော့မနေ့ပြောရင် Manchester United အတွက်ပြည်သက်ဒီအတွက်ကတော့ကျွန်တော်တို့ဒီ ဘယ်လိုပြောမလဲဘိုင်ယနာတို့အန်ဒရယ်အူနာနာတို့ကိုကြည့်အပြီးမှာနော်ဟိုဘသူကမှ high claims တွေမလုပ်တတ်တာနော်ပြီးလို့ရှိရင် one on one တွေလုံးဝ safe မလုပ်တတ်တာ long shots တွေခဏတိုင်းပြီးနေရတာဒါတွေကိုအမြဲတမ်းမြင်နေရတော့ lemons ကစားတဲ့အခါမှာအဲ့ဒါတွေကိုလည်းသူ prevent လုပ်နိုင်ခဲ့တာတွေရှိရဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အတွက်တော့ဒါ fresh ဖြစ်တဲ့ဂူဒမာ fresh ဖြစ်တဲ့အမြင်တွေကိုပေးနိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမှာပေါ့လေ ဒီ lemons နေနဲ့အရန် andie များတဲ့ short တွေလည်းအများကြီးမရင်ဆိုင်ခဲ့ရတာ sandalan ကိုယ်တိုင်ရဲ့ဘက်က andie များတဲ့အလုံးတွေအများကြီးမပေးနိုင်ခဲ့တာဒါဒီကြောင့်မလဲကျွန်တော်တို့ကကစားမအနီထားကိုတော့အများကြီးတော့ကျွန်တော်ဘောနာချီချူးလို့တော့မရသေးဘူးဒါပေမဲ့လို့ကျွန်တော်မမြင်ခဲ့ရတာကြာပြီဖြစ်တဲ့ high claims တွေတို့နော်ပြီးလို့ရှိရင် jaka ရဲ့ long shot ကိုပုတ်သွားတာတွေတို့ဟလာနော် one on one save သွားတာတွေတို့ဒါတွေကတော့အတိုင်းအတာတစ်ခုတည်းတော့အသင်းကိုကျွန်တော်တို့ဒါ သုံးမှတ်အပြည့်ရနိုင်စေခဲ့တဲ့အကြောင်းရင်းတွေကတခုပေါ့လေ။ဒါကြောင့် Lemon Street တော့ဒီပထမဆုံးပွဲမှာတင်ကျွန်တော်တို့ဒီ clean sheet တွေပါတယ်ရတယ်ဆိုတော့ယုံကြည်မှုကနောက်ပွဲတွေသူပွဲထွက်ခွင့်ရဖို့အတွက်တော့ယုံယုံကြည်ကြည်ကစားဖို့အတွက်အများကြီး confident boost ဖြစ်စေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီပွဲမှာအရန်ကြီးနဲ့အလုံးမရှုပ်ခဲ့ဘူး။တိုးတော်လည်းပဲအလုံးရှုပ်ခဲ့တဲ့တချို့ဆီမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးကာကွယ်နိုင်ခဲ့တယ်။ကျွန်တော် Lemon's ကိုကျွန်တော် rating နဲ့ကျွန်တော်7ထိကျွန်တော်ပေးထားတယ်။7ပါနော်ဆိုတော့7ထိကျွန်တော်ပေးထားတယ်။ဆိုတော့ အဲ့ဒါကြည်ကျန်တဲ့လူတွေလည်းဒါဗိုလ်တင်ပေးထားလို့ကျွန်တော်ဒီအောက်မှာ total score 7.9ဘာညာမြင်နေရတာပေါ့လေဆိုတော့ man of the match ဒီပါလေးပေးကြည့်တော့ဒီလက်မလေးကိုကျွန်တော်နှိပ်လို့ရတယ်ညီကလေးရဲ့အကောင်းဆုံးကုသသမားလို့ထင်နေသူကိုဒါလက်မလေးကျွန်တော်နှိပ်ယုံမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှိတဲ့ lemons ကိုကျွန်တော်ဒါ7အထိကျွန်တော်ပေးထားတယ်နောက်တစ်ယောက်ကကျွန်တော်ဒါ lenny euro ပါ euro ကလည်းပဲအသင်းရဲ့နောက်တန်းမှာဆိုလို့ရှိရင်အမှန်ကန်ကျွန်တော်တို့ဒါကောင်းနေတဲ့နေရာမှာကျွန်တော်ပါတယ် euro နေနဲ့ဘယ်လိုပြောရမလဲ euro နေနဲ့ပေါ့နော်အသင်းနေနဲ့ဒီ အဓိကခံစီ၃ယောက်နဲ့ကစားတဲ့နေသားတွေမှာဆိုလို့ရှိရင်အာ right center back left center back ဒီမှာက passing ability ကောင်းမှကျွန်တော်တို့ဖြစ်မှာ central center back မှာကကျွန်တော်တို့ဘောနော defensive awareness ကျွန်တော်ကြီးကောင်းမှကျွန်တော်တို့ဖြစ်မှာဆိုတော့၃ယောက်စလုံးကတော့အဆင်ပြေသွားတယ်ယူရိုဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒီနေ့နောက်တန်းမှာဆိုလို့ရှိရင်ဘောနော်ဒါအမှားကြီးပါကြီးကျွန်တော်မလုပ်ခဲ့ဘူးတချို့ any အများတဲ့အလုံးတွေကိုတကယ်လုံနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဆိုတော့အဲကြောင့် lenny yuru ကိုတော့ကျွန်တော် rain နဲ့ကျွန်တော်60ပဲကျွန်တော်ပြီးထားပါတယ်နော် 60ပဲကျွန်တော်ပေးထားတယ်ဆိုတော့ယူရိုနီးနဲ့တိတိအများကြီးပူကောင်းနေတဲ့ကစားမပါဒါဟာယူရိုရဲ့အကောင်းဆုံး performance မဟုတ်သေးပါဘူးကျွန်တော်တို့လန်နီယူရိုကြီးကနေပြီးတော့အများကြီးပူကောင်းနေ performance ကိုကျွန်တော်တို့မြင်အောင်ပါပါဒါကြောင့်လန်နီယူရိုကိုကျွန်တော်ရင်းနဲ့ကျွန်တော်70ကျွန်တော်ပေးထားတယ်နောက်တစ်ယောက်ကကျွန်တော်က delete ပါเนาะနောက်တစ်ယောက်က delete ပါ delete ကတော့မနိုင်ပြောရင် Manchester United သူသဖြင့် DR ဒီစကရေက central center back မှာလည်းကစားရတယ် right center back မှာလည်းကျွန်တော်ကစားရတယ် right center ဘက်မှာကစားတဲ့အခါကျလို့ရှိရင်လည်းသူပေးတဲ့ဘောလုံးပေးတာတွေကအဆင်ပြေတာတွေကျွန်တော်ရှိတယ်အဲညကပွဲမှာဆိုလို့ရှိရင်အာမန်နဲ့သူနဲ့ကြားထဲမှာနည်းနည်းအငင်းခုန်နေဖြစ်တယ်ဗျာဒီလပွဲထဲမှာဒါဒါဒါကျွန်တော်တို့မြင်ချင်တဲ့အရာဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကအမားလို့လို့မရတဲ့အချိန်မှာနော်ဒီလိုမျိုးပြောနေဆိုနေမှကျွန်တော်တို့ဖြစ်မှာကွင်းထဲမှာဘာပဲဖြစ်ဖြစ်ငြိမ်ငြိမ်လို့ကျွန်တော်မရဘူးဒီလိဆိုလို့ရှိရင်အသက်16လောက်နဲ့18လောက်နဲ့တင် IX အသင်းမှာခေါင်းဆောင်ဖြစ်လာတဲ့ကစားမတယောက် ဆိုတော့အခါကျတော့ဒါရီယာသူ့အတွက်ပြဿနာဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒီလိုမျိုးပြောတယ်ဆိုတဲ့ပေါ့နော်တယောက်နဲ့တယောက်နော်အော်ဟင်းနေတဲ့ဆိုတာမျိုးတွေကဒါရီယာတကယ်ကောင်းတဲ့အရာတွေဒါကြောင့်ကျွန်တော်ဒီလိအနေနဲ့ပေါ့နော်အမြင်ပေါ်တွေလည်းသူလုံးဝတော့ရှင်းထုတ်နိုင်တယ်ဒါအပြင်ကျွန်တော်ပေါ့နော်တက်ကေတည်းလည်းသူကောင်းတယ်ပါစင်နေမှာဆိုလို့ချင်းလည်းအမှားတွေသိမ့်မရှိဘူးဒါကြောင့်လက်နီဒီဒီလိကိုလည်းကျွန်တော်ရေနမဲ့ကျွန်တော်ဒီနေ့ပွဲတွေမှာ6စီကျွန်တော်ပြီးထားတယ်တော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 ်ကောင်းတဲ့ကစားမပါတော်တော်ကောင်းတဲ့ကစားမပါနော်ဆိုတော့တော်တော်ကောင်းတဲ့ကစားမပါဆိုတော့ ဆန်ဘက်တီစီကနေပြီးတော့ကျွန်တော်တို့ဒါဒီလိုမျိုးကျွန်တော်မြင်ရမှကျွန်တော်ဖြစ်မယ်ပေါ့နော်နောက်တစ်ယောက်ကလုကျောပါလုကျောအနေနဲ့ကျွန်တော်တို့ပေါ့နော်အဲအသင်းမှာမနေ့ပြောရင်လုကျောက consistent မဖြစ်ဘူးပြသေးတယ်နော် consistent မဖြစ်ဘူး performance ကဘလို့မှအဆင်မပြေဘူးဒါပေမဲ့ဒီပွဲမှာတော်တော်ကောင်းကောင်းကစားသွားတယ်လုကျောအနေနဲ့လိုအပ်တဲ့အဲ technical foul တွေကိုသူလုံနိုင်တယ်ဒါအပြင်ကျွန်တော်တို့ပေါ့နော် aggressive ဖြစ်ဖြစ်ကျွန်တော်ဒီရှေ့တက်ပြီးတော့ကျွန်တော်ဒါကစားမတွေကို pressing လုပ်ရင်တက်ထောက်နိုင်တဲ့ရှိတယ်လုကျောအနေနဲ့အမှားတွေလည်းဒီနေ့ပွဲစမှာတိတ်မလုပ်ဘူး ော်ခန်စစ်တီမှာဆိုလို့ချင်းလည်းပဲ defensive awareness အားနည်းနိုင်မှုတွေကျွန်တော်သိမတွေ့ရဘူး။ဒါကြောင့်လူရှော့ကိုတော့ဒီနေ့ပွဲစဉ်မှာခြေပွဲစဉ်တွေခါတဲ့စာလို့ရှိရင်အချိန်ကြီးကောင်းတယ်ပေါ့နော်။ကျွန်တော်တို့လူရှော့နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အများနဲ့ပြောတာကကစားမကောင်းတယောက်ပါလူရှော့က။ဒါပေမဲ့လို့သူကအများနဲ့သူ့အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲ။ ဟိုဘယ်လိုရောဟို consistent ဖြစ်တဲ့ခြေစွမ်းပေါ့နော်တည်ငြိမ်တဲ့ခြေစွမ်းကို तू မပြနိုင်ဘူးတပွဲကောင်းရင်နောက်တပွဲကောင်းရင်မှကောင်းလို့လားဒါမျိုးတွေကလာတာဆိုတော့ကျွန်တော်လိုချင်တာဒီ consistent ဖြစ်တဲ့ performance ပဲဆိုတော့ဒီနေ့ပွဲကလို့ performance ကအမှားယွင်းမရှိဘူးလိုအပ်ချက်မရှိဘူးတော်တော်လေးကိုတည်တည်ငြိမ်ငြိမ်ကစားသွားတဲ့နေရာမှာပါတယ်ဆိုတော့ဒါကြောင့် Lucio ကလည်းပဲကျွန်တော်ဒီပွဲနိုင်ခဲ့တဲ့နေရာမှာဒါအတိုင်းအတာတစ်ခုဒီတာအခန်းကဏ္ဍတစ်ခုကနေပါဝင်ခဲ့တယ်ပေါ့ကျွန်တော်ရင်းနေမဲ့ကျွန်တော်60ပဲကျွန်တော်ပြီးထားပါတယ်နော်နောက်တစ်ယောက်ကအာမဒီယာလို့ပါဆက်သမားတွေအာမဒီယာလို့ ਨੇ ပတ်တယ်လို့ရှိရင်ဘယ်လိုပြောမလဲ ကျွန်တော်အာမန်နဲ့အန်ဘူမိုးရဲ့အတွဲပေါ့နော်ဒီကောင်ကြီးစပြီးတော့ DRD ကစားကလေးကဒီလောက်အတွဲညီတဲ့ပွဲကျွန်တော်မမြင်ဘူးသူတို့ပြင်အာမန်အတွဲကကျွန်တော်အနေနဲ့တော်တော်လေးကိုချီးကျူးရမှာဒါတခြားမဟုတ်ဘူးဘာလို့လဲဆိုတော့အာမန်အနေနဲ့မိသားစုဝင်တယောက်ဆုံးရှုံးထားတဲ့ကျွန်တော်အခိုက်အတန့်မှာကျွန်တော်စိတ်တဲ့ပိုင်းအရာကောပေါ့နော်ကျွန်တော်က mentally အပိုင်းအရာဘာပိုင်း emotionally physically ပိုင်းအရာအကုန်လုံးကအစင်းနှင်းဖြစ်နေဖို့ဆိုတာမလွယ်ပါဘူးမလွယ်ပါဘူးဒီကစားမအနေနဲ့ကျွန်တော်ဗနက်ဖို့နဲ့ပွဲမှာလည်းသူမပါနိုင်ခဲ့ဘူး ။အညီကတို့တည်တဲ့တိုင်းပဲ။ဆိုတော့ဒီပွဲမှာဆိုလို့ရင်ကျွန်တော်ပွဲထုတ်လာမှတော့ကျွန်တော်စိုးနေတာမှန်တယ်ပြောရင်တကယ်ရော perform လုပ်နိုင်ပါမလားပေါ့။ဒီလိုမျိုးအစင်းသိမဖြစ်သေးပဲနဲ့ perform လုပ်လို့ဒီပါလေဒီလုံးမပြနိုင်ဘူးဆွမ်းဆောင်ရင်ကောမပြနိုင်ဘူးဆိုလို့ရှိရင်ကစားမလေးကျွန်တော်အပြစ်တင်ခံရတာပဲကျွန်တော်အဖက်တင်ပါပေါ့နော်။ဒါပေမဲ့လို့အာမက်ဒီနေပွဲစဉ်မှာလုံးဝလွတ်လွတ်လပ်လပ်သူကစားသွားတဲ့အမ်ဘူမိုနဲ့အချိတ်ဆက်တွေမှလည်းတော်တော်လေးအဆင်ပြေတယ် နော်တယောက်ချင်းတယောက်ကျွန်တော်တို့အနေနဲ့မှာအမှန်ကန်ကြုံနိုင်စွမ်းရှိတဲ့ညာချက်မှာသူစီဘောလုံးရလာပြီဆိုတာနဲ့တိုက်စစ်ဆင်ဖို့သွားတဲ့ပုံစံတွေအမ်ဘူမိုနဲ့အတွဲဆက်အထက်အချိတ်ဆက်ညီဖို့သွားတဲ့ပုံစံတွေကြီးပဲရယ်ကျွန်တော်မြင်ချင်တာဒါပဲကျွန်တော်နော်ခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းအရန်အလုံးမရှုပ်ခဲ့ဘူးသူအတွက်ဒီပွဲကဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တချို့အလုံးတွေပါဆိုလို့ရှိရင် defense ပိုင်းတွေမှာလည်းသူအများကြီးကူနိုင်ခဲ့တာတွေကတော်တော်လေးကောင်းတဲ့အနေအထားမျိုးပါအဲကျွန်တော်အာမက်ဒီယာလိုကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော် rating number မနေ့ပြောရင်တော့မင်းမင်း8လောက်ကျွန်တော်ကျွန်တော်8တယ်မနော်7လောက်ထိတော့မှကျွန်တော်ပေးသင့်တယ်လို့ကျွန်တော်ထင်နေသေးတယ်နော်ဒါပေမဲ့အာမတ်ကလည်းသေးတယ်နော်ဒီပွဲမှာမဆိုးဘူးသူကစားသွားတာလေဒီပွဲဒီပွဲကစားသွားတာဒါမဲ့လို့음 Okay 7ဒီကျွန်တော်ပေးလိုက်မယ်နော်7ဒီကျွန်တော်ပေးလိုက်နော်7.5ဟုတ်တယ်နော်ဆိုတော့မဆိုးဘူးနော်တော်တော်လေးကောင်းနေတယ်မှာပါတယ်ပြသေးတယ်ဒီပွဲကအာမတ်အနေနဲ့ဒီတော်တော်လေးကောင်းနေတယ်မှာပါတယ်သူကစားသွားတာ ော်ဆိုတော့ဒီလို performance မျိုးကိုကျွန်တော်တို့ကဆက်ပြီးတော့မြင်ချင်တာမှန်တယ်ပြောရင်နောက်တစ်ယောက်က Casemiro ပါ Casemiro နေနဲ့နော် Casemiro နေနဲ့ဒါနီးပြ Ruben Amorim ရဲ့စိတ်ကြိုက်ကစားမှပေါ့လေနော်အော် Ruben Amorim ရဲ့စိတ်ကြိုက်ကစားမှပေါ့ဟာလားဒီပွဲမှာလည်းမှန်တယ်ပြောရင်ပြကျွန်တော်တို့ Casemiro နဲ့ပတ်သက်လို့ရှိရင်တော့ဒီပွဲကတူးတွက်ပေါ့နော်အလုတ်ရှုပ်နေကြတာတွေကျွန်တော်မရှိဘူးထားပါတော့အမြဲတမ်းလိုက်ပြီးတော့ slide လုပ်နေရတယ်ဆိုတာတွေကျွန်တော်မရှိဘူးဟိုဒါအပြင် ဟိုကိုအတင်းရဲ့ဘက်ကပေါ့နော်ကျွန်တော်ပြိုင်ဘက်ကိုတစ်ချိန်အပထမပိုင်းဆိုလို့ချင်းဒူဒူကြာကြာကိုဘက်ကပဲဖိထားတာတွေကျွန်တော်ရှိတယ်ဒါပြင်ကျွန်တော်တို့ကဒုတိယပိုင်းကိုခြေထဲမှာဘောလုံးမရှိဘူးဆိုလို့ချင်းလည်းပဲကျွန်တော်532တို့541တို့ ਨੇ သွားတော့ခါကျွန်တော်ကက်ဆမီရိုတစ်ယောက်တည်းတို့နော်ဖာနန်ဒက်စ်နဲ့ကက်ဆမီရိုနှစ်ယောက်တည်းတို့ဖြစ်နေတာမျိုးတွေကျွန်တော်မဟုတ်ဘူးအဲ့ဒီတော့ကျွန်တော်အနေနဲ့ကက်ဆမီရိုအရန် expose ဖြစ်ခဲ့တာမျိုးတွေခါတိုင်းပွဲတွေလို့မတွေ့ရဘူးဒါပေမဲ့လို့ defensive midfielder တဲ့ရဲ့ performance ကတာမန်ပါပဲအမှန်တမ်းပြောရင်တာမန်ပါပဲဒီပွဲမှာเนาะဆိုတော့ဒါကြောင့်လည်းရှိမှာ Casemiro ကိုတော့ကျွန်တော်နေနဲ့ပဲကျွန်တော် အဲတာမန်ပဲတကယ်တော့60ရောကျွန်တော်ပြီးထားပါတယ်နော်60ရောပြီးလိုက်မယ်ဗျာနော်60ရောပြီးလိုက်မယ်လားနော်60ရောပြီးလိုက်မယ်တကယ်တော့52လောက်ပဲကျွန်တော်ပြီးသား average performance က4ကိုဒါမှမဟုတ်ကျွန်တော်60ကျွန်တော်ပြီးထားတယ်နောက်တစ်ယောက်က Bruno Fernandes ပါအဲ Fernandes တွေကကျွန်တော်တို့အနေနဲ့အရင်နှိစက်ခဲ့တဲ့ဂူဂူရှိရေပေါ့နော်ပြန်ပဲ area ပေါက်ထိတ်ကနေပြီးတော့အသားလေးလန်းကန်တာကိုသူမကအဲ့ဒါကိုမရရအောင်ပုတ်သွားသေးတယ်ဆရာကြီးနော်အဲ့ဒီပုတ်သွားတဲ့လုံးကိုလည်းနော်ကိုတိုင်မှန်ပြီးတော့ကျွန်တော်ထွက်လာတာတော်တော်လေးကံမကောင်းတာပါအဲဒါမှမဟုတ်ရှေ့ပွဲဒီမှာလို့လူကျွန်တော်ပြောသလိုပဲ နော်ကွင်းလေကဗောနော်ဟာဘယောက်သွားတာတော့ဘာလို့စီရအများကြီးပြောစရာမလိုခဲ့ဘူးကျွန်တော်မှတ်မှတ်မိပြီဆိုတော့တပွဲလုံးမှာတစ်ခါပဲရှိခဲ့တယ်ထင်တယ် ဦးဂါဒီနဲ့ဦးဂါဒီသူ့နေရာသူမနေလို့ဆိုပြီးတော့ကျွန်တော်ပြောကြရင်ねဒါကြောင့်ကျွန်တော်ကြည့်ရင်ပေါ့နော်ဒီပွဲကကွင်းနဲ့ကစားမဖြစ်တဲ့ဘရူနိုဖန်နက်စ်အတွက်လည်းဒါအရှင်ပြေခဲ့ရုံတော့ပဲကျွန်တော်ရှိတယ်เนาะဆိုတော့ကျွန်တော်ရင်းနေပဲကျွန်တော်60ပဲကျွန်တော်ပေးထားပါဗျာတာမန်ပါပဲเนาะချီတူချီချာကြီးလုံနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်60ကျွန်တော်ပေးထားတယ်နောက်တစ်ယောက်ကဒီကိုဒါလောပါဒါလောနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်ပြိသက်တီချားထဲမှာလုံးဝကိုသဘောမချရဘူးကောင်းတာတစ်ခုကတော့ဒီကောင်လက်တော့ပြစ်နိုင်သားပဲဟွန်းเนาะလက်တော့ပြစ်နိုင်သေးသားပဲပေါ့ဗျာเนาะဆိုတော့အဲ့ဒီလက်ပြစ်နိုင်တာကိုပဲကျွန်တော်ကကြီးတူတင်ရမလို့ကျွန်တော်ဖြစ်နေပြီဟဲ့လားเนาะ လက်ပြနိုင်တာကိုပဲကျေသူတင်ရမလို့ကျွန်တော်ဖြစ်နေပြီเนาะဘာလို့လဲဆိုတော့ဒါလို့အနေနဲ့ဒီတက်ပူကောင်းတဲ့ performance ပြနိုင်မှဖြစ်မှာ Master V တို့ဘာလို့ကျွန်တော်ပါလာပြီဆိုတာ ਨੇ ဒါလို့ကိုကျွန်တော်မသုံးသင်းတော့ဘူးဒါပေမဲ့တော့ Master V ကိုကျွန်တော်က left wing back เนาะ Patrick Dugu ရဲ့နေရာကိုသုံးပါမလားအမှန်တမ်းပြောရင် Amorian system မှာကျွန်တော်လူကျင်တာက round footed player တွေပြသေးတယ်လားเนาะ ဟိုညာချမ်းမှာဘယ်ချီတန်းနဲ့ကစားမှာဘယ်ချမ်းမှာညာချီတန်းနဲ့ကစားမှာဒါမျိုးတွေကိုကျွန်တော်မြင်ရမှာတိုက်စစ်ကိုသွားတဲ့နေရာတွေမှာအချိန်ကြီးကောင်းတာเนาะဒါကြောင့် dialogue ကတော့ဒီနေ့ပွဲတင်မှာတော်တော်အချိန်ကြီးမကောင်းပါဘူးကျွန်တော် rain နဲ့ကျွန်တော်9အထိပဲကျွန်တော်ပြီးထားတယ်ဗောနောငါးတိပဲပြီးထားတယ်။နောက်တစ်ယောက်က Brian Ambumo ပါ။ Ambumo နဲ့ပတ်သက်ရင် Ambumo နဲ့ပတ်သက်လို့ရှိရင်သူ့ရဲ့အကောင်းဆုံး performance ကိုကျွန်တော်မတွေ့ရသေးဘူးဗောနော်။ကျွန်တော်ဒီ Mason Mount တွင်းသွားတဲ့အလုံးမှာဆိုလို့ရှိရင်ကျွန်တော်ပါသူကိုယ်တိုင်ဖန်တီးမှုလုပ်တယ်ဗောနော်။ဖန်တီးမှုလုပ်တယ်။တကယ်လည်းပဲကျွန်တော်ကောင်းကောင်းငန်းသူကစားသွားတယ်။ နော်အာမန်နဲ့အချိတ်ဆက်တီသူတော်တော်လေးကောင်းတယ်ဘာလို့သူ့ရဲ့အကောင်ဆုံးပုံစံကိုမတွေ့ရသေးဘူးပြောလဲဆိုတော့တချို့အလုံးကန်တဲ့ကန်ချက်တီကဂူးတဲရမှာတော့သူမဂူးမတဲဘူးဗျာတည်လားဒါမဲ့လို့သူ့စီကနေကျွန်တော်တို့မြင်နိုင်တာတွေဒီနော်ကျွန်တော်တို့က crossing နေအရန်ကောင်းနေတယ်မှာကျွန်တော်ပါတယ်ဒါဒီကျွန်တော်တို့မြင်ကျင်တဲ့အရာပဲ crossing နေအရန်ကောင်းနေနော်ပြီးလို့ရှိရင်အာမန်နဲ့အချိတ်ဆက်တီပူကောင်းလာပြီးနော် pressing နေတာအပြင်တိုက်စစ်သွားတဲ့နေရာတွေမှာ Benjamin Shesh ကူပေးလိုက်တဲ့အလုံးတို့ဘာလို့ဆိုကျွန်တော်တို့ကြည့်ပါလား area ပေါက်သေးကနေသူတစ်ချက်ချိုးပြီးတော့ကန်တာ9000မတက်ခဲ့ဘူး off balance ဖြစ်ပြီးတော့အဲဒါမျိုးတွေပေါ့နော်ဒါကြောင့် အမ်ဘူမိုနီနဲ့ဒီနေ့ပွဲစဉ်မှာ performance ကတော့ကောင်းလို့ပဲတိုးတော့သူ့အကောင်းဆုံးပုံစံကျွန်တော်မဟုတ်သေးဘူးဒီထက်အများကြီးပိုကောင်းနိုင်သေးတဲ့ကစားမတစ်ယောက်ပါအဲကြောင့်အကျွန်တော်အမ်ဘူမိုကိုဒီနေ့ပွဲစဉ်မှာ rain name ကျွန်တော်70ထိကျွန်တော်ပေးထားတယ်เนาะ70ထိကျွန်တော်ပေးထားတယ်ဆိုတော့ဒါအဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะကစားမကောင်းတယောက်လို့ကျွန်တော်ထင်တယ်ဆိုတော့ Mason Mount Mason Mount ကတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တော်တော်လေးကိုသဘောကျတယ်ကျွန်တော်တို့ Mason Mount နဲ့ပတ်သက်လို့ပေါ့เนาะအမြဲတမ်းကျွန်တော်ပြည်သက်တွေကြားထဲမှာပြောရဆိုရတိုင်းဘာတွေမြင်နေလဲဆိုတော့ဒဏ်ရာပြဿနာပဲ မီဆံပေါင်းနဲ့ပြတ်တဲ့ဒဏ်ရာပြဿနာပဲကျွန်တော်မြင်ရတာဘာလို့လဲဆိုတော့မီဆံပေါင်းကကစားမကောင်းတယောက်ဖြစ်နေလို့ပဲเนาะသူ့ကိုဖြတ်နေတာက injuries တွေ injury တွေဟာအများအားသူ့ကိုပြဿနာပေးတယ် injury တွေကင်းပြီဆိုတာနဲ့ပေါ့เนาะသူကအကောင်းဆုံး performance ပြနေတဲ့ကစားမလက်ရှိကျွန်တော်အမ်ဘူရင်သွားချင်နေတဲ့ကျွန်တော်ဒီ nero number 10မှာဆိုလို့ရှိရင်သူ့ရဲ့အကောင်းဆုံးနေရာလို့တော့ကျွန်တော်ပြောလို့ရတယ် Chelsea မှာ Thomas Tuchel နဲ့ကျွန်တော်က ဒီ champion တွေဘာတွေဖြစ်ခဲ့တော့က champions league champion တွေဘာတွေဖြစ်ခဲ့တော့ကဆိုလို့ရှိရင်လည်းဒီကစားမရဲ့ဒီ performance ပါဝင်မှုတွေဘလောက်ဒီကောင်းတဲ့ကြုံမြင်နိုင်တယ်ဆိုတော့ဒါကြောင့်ပေါ့နော်အဲပြီးလို့ရှိရင်သူက matthews ကုညာတို့ဘာလို့နဲ့ရှင်မင်းဆိုလို့ရှိရင်လည်းပဲဗျ defensive ပိုင်းကပို့ပြီးတော့လုံနိုင်တဲ့ကစားမပြောရင် pressing ပူကောင်းတယ်ပြီးရင် block တာတွေပို့ပြီးတော့ကောင်းတယ် defensive ပိုင်းမှာเนาะနေတာကူတာပို့ပြီးတော့ကောင်းတယ်ကုညာကတော့တယောက်ချင်းတယောက်ကြော်ဖြတ်မယ်သွားမယ်တိတယ်မလားကင်မယ်မေဆန်မောင်းကပေါ့เนาะအခြေဆက်တွေလုံနိုင်တယ် passing တွေကောင်းတယ် เนาะပြီးလို့ရှိရင် pressing လည်းအရင်ကောင်းတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ Mason Mount ကဒီနေ့ပွဲစဉ်မှာတော်တော်ကောင်းတဲ့ performance ကိုပြသွားတာเนาะ Mason Mount ရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ pressing လည်းတော်တော်လေး3ရောက်ကျွန်တော်လုံနိုင်တယ်ဆိုတော့သူ twin သွားတဲ့ goal မှာဆိုလို့ရှိရင်လည်းပဲเนาะ tag ကလည်းအရင်ကောင်းတယ်ဗျာเนาะပြီးလို့ရှိရင်ကျွန်တော်ကသူကိုယ်နဲ့လည်း goal twin သွားနိုင်တယ်ဆိုတော့ဒါဟာ Premier League မှာ Mason Mount အတွက်ပထမဆုံး twin goal လို့ကျွန်တော်တို့ပြောလို့ရတယ် Ultra Pro မှာတော်တော်စောင့်နေရပါတယ်ကျွန်တော်เนาะကစားမတွေ့လဲတော်တော်ကိုစောင့်နေရပါတယ်ဆိုတော့ ကျွန်တော်မေဆန်မောင်းကိုကျွန်တော်တော်တော်လေးသဘောကျတဲ့နေရာမှာဒီပွဲမှာကျွန်တော်ပါတယ်ဆိုတော့မေဆန်မောင်းထွက်သွားတဲ့နောက်မှာကျွန်တော်တို့ဗောနော shape တွေပါလေအပြောင်းလဲဖြစ်သွားပြီးတော့အဆင်မပြေတော့တာမျိုးတွေကျွန်တော်တွေ့ရတယ်ဗောနော်ဒီ channel line ရဲ့ဘက်ကကိုကိုပို့ပြီးတော့ဗောနော်ကျွန်တော်သာပိုင်စည်းသွားတာမျိုးတွေကျွန်တော်တွေ့ရတယ်เนาะဆိုတော့မေဆန်မောင်းကိုကျွန်တော် rating နဲ့ကျွန်တော်80ပေးထားပါတယ်တော်တော်ကောင်းတဲ့ကစားမပါဒီပွဲ performance ကတော်တော်လေးကိုကျွန်တော်ကောင်းပါတယ်เนาะ နောက်တရားကတော့ဘန်ဂျီ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 ဘင်ဂျမင်ရှက်ကိုပေါ့လीနော်ဘင်ဂျမင်ရှက်ကိုပါရှက်ကိုကတော့ကျွန်တော်ဒီနေ့နှစ်ပွဲဆက်ကျွန်တော်ဂိုးရတယ်ပေါ့နော်ဒါဘရန်ဖိုးနဲ့ပွဲမှာတကူလက်ရှိပွဲမှာတကူဂိုးရတယ်ဒီနေ့ပွဲဂိုးရသွားတဲ့ပုံစံကတော်တော်လေးတောင်ကျွန်တော်အချိန်ကြီးကောင်းသေးတယ်ဘာလို့လဲဆိုတော့ရှက်ကိုဒီကျွန်တော်တို့ပေးလိုက်တဲ့အလုံးကိုကျွန်တော်တို့ဒါတွင်းယုံမဲဆိုတာမျိုးတွေမဟုတ်ဖ ೇನೆ ပေါ့နော် အမြင်ဘောတွေဆိုလို့ရှိရင်လမ်းမန်းစီကအမြင်ဘောတွေကသူ့စီအမြဲတမ်းလာတယ်။သူကအဲ့ဓာတွေကိုကွင်းလေကစားမားတွေစီရအောင်တိုက်ချပေးတာမျိုးတွေကျွန်တော်ရှိတယ်။ဒါမှမဟုတ်နေရိုနံပါတ်10ကစားမားတွေစီကိုရအောင်တိုက်ချမျိုးတွေပေးတာမျိုးတွေကျွန်တော်ရှိတယ်။ဒါမှမဟုတ်အိုင်အန်ဖူမိုးတို့ပါတို့ပြေးထွက်သွားတာတွေကိုသူလုံးဝတိုက်ချပေးတာမျိုးတွေကျွန်တော်ရှိတယ်။ဆိုတော့ physically ပိုင်းရဆိုလို့ရှိရင်သူ့အနေနဲ့ဖြည်းဖြည်းချင်းအဆင်ပြေလာပြီ။အမြင်ဘောတွေမှာသူအမြဲတမ်းဘောတော့အချိန်ကြီးကောင်းလာပြီ။ဒါအပြင်ယုံနေအခြေဆက်တွေသူလုတ်တယ်နောက်ဆိုတော့ဂိုးရင်ထိုင်သွင်းဖို့စောင့်နေတာမျိုးကျွန်တော်မဟုတ်ဖ ೇನೆ ကျန်တဲ့ ဒီ attribute တွေပါသူလုံနိုင်တဲ့အနေအထားမျိုးဗျာဒါကြောင့် Benjamin Shesku နီးနဲ့ဒီနေပွဲစဉ်မှာနီးပြ Ruben Amorim လူချင်းတဲ့ကစားမတယောက်ရဲ့ဆွမ်းဆောင်ရည်မျိုးတွေကိုကျွန်တော်ပြသခဲ့တာပဲဒါကြောင့်ဘွန်တော့ Shesku နီးနဲ့တော်တော်ကောင်းတဲ့ performance ကိုဒီနေ့ပြသွားတယ်တကူပဲ twin ထားခဲ့တယ်ဆိုပေမဲ့လို့ဗောနော်ဒီတကူကသူ old trap ပေါ်မှာသူ9ရတယ်နှစ်ပွဲဆက်တဲ့9ရတယ်ဆိုတော့တော်တော်ကောင်းတဲ့အနေထားပါအဲကြောင့်ကျွန်တော် Benjamin Shesku ကို ready နေမဲ့ကျွန်တော် အဲ့ကြီးကျွန်တော်ပေးထားတယ်เนาะကျွန်တော်ဒီနေ့ပွဲစဉ်မှာတော်တော်ကောင်းတဲ့ performance ပါတော်တော်ကောင်းတဲ့ performance ကိုကျွန်တော်ပြသွားတာเนาะနောက်တစ်ယောက်ကဒူဂူပါဒူဂူအနေနဲ့ဒုတိယပိုင်းဝင်လာတယ်ဒါလို့ရဲ့နေရာမှာဖြတ်တင်ပွဲတစ်လုံးသူရှိခဲ့တယ် အဲဒါကလွဲလို့ရှိရင်တူတူချာချာကြီးသူလုံနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။နော်မထင်ဘူးဆိုတော့ rain နဲ့ကျွန်တော် performance 5အထိပဲကျွန်တော်ပြီးထားတယ်။တာမန်ပါပဲ။အဲ့လောက်ကြီးတူတူချာချာကြီးကျွန်တော်မရှိဘူး။ Matthias Kunya ဆိုလို့ရှိရင်ဝင်လာတဲ့အချိန်ဒီမျိုးမှာဆိုလို့ရှိရင်သူတယောက်ချင်းကြော်ဖြတ်မှုတွေနော်ကန်ချက်တွေနဲ့သူပြိုင်ဘက်ကိုဒုက္ခပေးနေစွန်းရှိတယ်။ဆိုတော့ Mason Mount စီကနဲ့မတူညီတဲ့ offer တွေပေးနိုင်တာကဟို Matthias Kunya က2ယောက်3ယောက်ကိုကြော်ပြေးနိုင်စွန်းရှိတယ်။ Sander ရှိရင်လူပေးပါဆုတ်လို့ရတယ်ဗျ။ဒါပေမဲ့ तू ကအမြဲတမ်းကံမဲကံမဲဆိုတဲ့ဘက်ကိုပဲ तू ကစိတ်ကရောက်နေတာ။ ဒီရမယ်တချို့လုံနေကန်တာတွေကပြဿနာမရှိပြီမဲ့လောကကန်ချက်ကောင်းတဲ့နေရာတွေကပြဿနာမရှိပြီမဲ့လို့ပေါ့နော်အရင်ဂူရနိုင်ကြီးနေတဲ့နေရာတွေကနေတအားကန်တာတွေကတော့အဆင်မပြေဘူးဒါပေမဲ့လို့မင်းညားကပွဲမှာဆိုလို့ရှိရင်ကုညာနေနဲ့တော်တော်လေးအဆင်ပြေတဲ့ performance ကိုကျွန်တော်ပြသွားတယ်ပေါ့နော်ဆိုတော့ကောင်းတာတစ်ခုကတော့ဗျာကျွန်တော်နေတို့နံပါတ်10မှာဆိုလို့ရှိရင်အန်ဘူမူမီဆန်မောင်ကျွန်တော်ဒါမက်တီးစ်ကုညာ၃ယောက်ရှိနေတယ်စန်တာရှိတယ်ဆိုလို့ရှိရင်ဘရူနိုဖော်နန်ဒက်စ်ကိုကျွန်တော်ထားကစားလို့ရတယ်လို့ဂျိုရှူဝါဇစ်ဆီတို့လိုကစားမတွေလည်းကျွန်တော်အပြောင်းလဲလုပ်ပြီးတော့တုံးလို့ရတဲ့အနေထိုင်မျိုးကျွန်တော်ဖြစ်နေတယ်ဒါကြောင့်ပေါ့နော် နီးပြအမွေတွေတော့လဲစရာတွေကျတော့အများကြီးပဲအပြောင်းလဲလို့စရာတွေအများကြီးပဲအဲ့ဒီတွေကမှမတ်တစ်ကွန်ညာကိုမင်းညာကအရင်ကုန်ထားခဲ့တယ်အခုဒုတိယပိုင်းဝင်လာတော့လည်းအဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပါမန်ပေါ်ဖော်မန့်ကျွန်တော်ရင်းနမကျွန်တော်60ပေးထားပါတယ်အဆင်တော်တော်လေးပြေပါတယ်နော် နောက်တစ်ယောက်ကမေနူပါမေနူကလည်းတာမန်ပဲလို့ကျွန်တော်ထင်နေပါတော့အဲချူချူချာချာကြီးကျွန်တော်မလုပ်နိုင်ခဲ့ဘူးပြသည်လားเนาะတကယ်ကောင်းတဲ့ channel တခုသူရှိခဲ့တယ်ဒါလောက်ပဲဆိုတော့ကျွန်တော်ရင်းနဲ့ပဲကျွန်တော်၅ထီကျွန်တော်ပေးထားပါတယ်အဲ Harry Maguire ပုံမှန်ပါပဲကျွန်တော်ရင်းနဲ့ပဲကျွန်တော်၅ထီပေးထားတယ်ကျွန်တော်တို့သူတို့အများကြီးကစားချိန်တွေပါလေကျွန်တော်မရခဲ့ဘူးပါเนาะ Ugarte ဆိုလို့ရှင်လည်းပဲကျွန်တော်ပါเนาะ okay ရင်းနဲ့ပဲကျွန်တော်5ပါပဲတာမန်ပဲကျွန်တော်ပေးကြမှာ4.5เนาะ Amorin okay ဆိုတော့အမူရီနဲ့ပတ်သက်လို့ရှိရင်ဗျာကျွန်တော်တို့ကျွန်တော်တို့အမြဲတမ်းပြောရရှိတယ်ဗောနော်ကျွန်တော်တို့လူကျင်တာဒီကျွန်တော်တို့လူကျင်တာဒီ เนาะကျွန်တော်ပထမဆုံး MODing ကိုဘာကြောင့်ကျွန်တော်တို့ကအပြောင်းလဲလုပ်စီခြင်းဘာကြောင့်နီးပြကိုပြောင်းလဲစီခြင်းညတယ်လဲကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ MODing ကအပြောင်းလဲမလုပ်လို့ပဲဆိုတော့ MODing ကအပြောင်းလဲလုပ်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကအပြောင်းလဲကိုမြင်ကျင်စရာမလိုတော့ဘာကြောင့်လဲဆိုတော့ MODing ဒီအလုံးမဖြစ်တဲ့အရာတွေကိုအလုံးဖြစ်တဲ့နေရာကိုပြောင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနီးပြနဲ့ပဲဆက်သွားလို့ရတယ်ဒါဒီတပွဲတဲ့နဲ့တပွဲတဲ့မှုလို့ပေါ့နော်အာအရာအလုံးကောင်းသွားပါပြီကျွန်တော်ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်လိုချင်တာဒီ MODing ဘက်ကပြောင်းလဲတာတွေလိုချင်တာ ် MOD ကတတုတ်မဟုတ်ဘူးငါမပြောင်းလဲဘူးပဲပြောနေတယ်ဆိုလို့ရှိရင်တရားတဲ့ MOD ကိုပြောင်းလဲမှကျွန်တော်ဖြစ်မှာဘာလို့လဲဆိုတော့လောလောဆယ်ကအလုပ်ဖြစ်မနေလို့ပဲဒါပေမဲ့ဒီပွဲကိုကျွန်တော်ကြည့်ရင် MOD နေနဲ့ပြောင်းလဲလာတာနေသူရှိတယ်ပြောင်းလဲတယ်ဆိုတော့ကျွန်တော်တို့က343ကစားနေတာမျိုးကြီးကို433ပြောင်းကစား423ပြောင်းကစားဘာညာအရာကြီးကိုကျွန်တော်ပြောတာမဟုတ်ဘူးပြောင်းလဲတယ်ဆိုတာဒီကျွန်တော်နေတယ်ဗောနအထဲမှာအလုပ်မဖြစ်တဲ့ system tweak တွေပါတွေလောက်ရတာမျိုးကိုကျွန်တော်ပြောတာပုံမှန်အားဖြင့်ဆိုလို့ရှိရင်523 all off the ball ကျွန်တော်ပြောတာ auto position shape နဲ့ကျွန်တော်တို့သွားတယ် ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်မှာလည်းညီကလေးကိုပြောခဲ့ပြီးသားအဲ့ဒီကိစ္စတွေကနော်ဘာဖြစ်လဲဆိုတော့ကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်ကနှစ်ယောက်ပဲရှိတဲ့ခါကျတော့ဘလူးမန်အဆင်မပြေဘူးမပြေတော့ပြိုင်ဘက်ကကွင်းလယ်ကိုအသာစီးယူတယ်ကွင်းလယ်ကိုအသာစီးယူနိုင်တဲ့အသင်းကပြိုင်ဘက်ကိုဒုက္ခအပေးနိုင်ဆုံးပဲဆိုတော့ဒီပွဲမှာဆိုလို့ရှိရင်ဆန်ဒလန်ကရှေ့ပွဲတွေမှာတအားကောင်းထားတာဆိုတော့ဒီပွဲမှာကျွန်တော်တို့ဘာလုပ်လဲကိုချီထဲမှာဘောလုံးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်တိုင်းကျွန်တော်တို့သွားတယ်ကိုချီထဲမှာဘောလုံးမရှိဘူးဆိုတာနဲ့အရင်လို5 2 3 formation တွေမဟုတ်တော့ဘူးနော်ကျွန်တော်တို့အမြဲတမ်းပြောင်းလဲနေတာသူတို့ပြင်ပထမပိုင်းမှာဆိုအများကြီးတည်တာတဲ့ နော်ဒါမေဆန်ပေါက်နဲ့လည်းဆိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်မေဆန်ပေါက်ရှိတုန်းကဆိုလို့ချင်းကျွန်တော်တို့ဗောနော်532ဖိရိတ်နဲ့တို့သွားတယ်ဒါပါတော့ Brian Ambumo က Benjamin Shesko နဲ့ပေါင်းပြီးတော့နော်ကွင်းလေနှစ်ယောက်နေရာကိုကျွန်တော်ကမေဆန်ပေါက်ကကျွန်တော်ဆင်းလာတယ်ဆင်းလာရင်လည်း532ပုံစံမျိုးကြီးကျွန်တော်သွားတယ်နော်ကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်မေဆန်မောင်းကအစွန်သွားဟို Brian Ambumo ကလည်းဟိုအစွန်သွားပြီးတော့ကွန်းလင်နှစ်ယောက်နဲ့ပေါင်းပြီးတော့541 formation shape တွေနဲ့ကျွန်တော်တွားတာလေးလည်းကျွန်တော်ရှိတယ်။ဒါကလေးလေးမှာ442တွေတောင်ကျွန်တော်မြင်ရတယ်။ Out of position shape တွေမှာ အမိုရင်းဟာအချိန်နီပေါ်မူတည်ပြီးတော့ဒူဒိုင်မိုတွေအပြောင်းလဲလုပ်သွားတာဒါပေမဲ့ဒုတိယပိုင်းမှာဒုတိယပိုင်းမှာကျွန်တော်တို့မေဆန်မောင်ကိုကျွန်တော်တို့ထုတ်ပြီးတော့မတ်တီးစ်ကွညာလဲဝင်လာရောကျွန်တော်တို့ရဲ့ shape တွေက523ပြန်ဖြစ်သွားပြန်ရော523ပြန်ဖြစ်သွားပြီးတဲ့နောက်မှာဒါ gain gain အချိန်နီကြောင့်လဲပါတာပေါ့နော်ကျွန်တော်တို့က2စီးနဲ့နိုင်နေတာကိုနော်ဆို523နဲ့လဲပြန်ဖြစ်သွားရောဘာဖြစ်လဲစန်နလန်ဘက်ကဘောလုံးနေပူရတယ်နော်စန်နလန်ဘက်ကကျွန်တော်အစွန်နေအထိပူရောက်လာပြီးတော့ဖြစ်တင်ပေါ်တွေဘာတွေပေးဖို့ကျွန်တော်ကြိုးပမ်းကြရတယ် လာနော်ကျွန်တော် Lemons 2ဘာလို့လဲတယောက်ချင်းတယောက်တွေ့ခဲ့တဲ့အခြေအနေမျိုးတွေပါကျွန်တော်ကြုံရတယ်။ Ugari နဲ့ Bruno နှစ်ယောက်ပဲကျွန်တော်တဲ့အချိန်မှာကွင်းလယ်မှာဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ shape က523ဖြစ်သွားတဲ့အခြေအနေမျိုး Matthias Cunha ကသူတိုက်စစ်ပဲအရင်အာတန်တာဗျာသိလားနော် Mason Mount လိုမျိုး defensive မှာအဲ့လောက်ထိအခြေအနေမကောင်းဘူးဆိုတဲ့အခါကျတော့သူပါလာတဲ့အခါအသင်းရဲ့ shape ကပြောင်းသွားရောဒါရီဒီကျွန်တော်နေပါတော့ Mason Mount တို့ဘာလို့ကိုတုံးတယ်လို့မျိုး Matthias Cunha တို့ကိုလည်း shape ပြရနေထိုင်လို့ကျွန်တော်ရတယ် ဒါပေမဲ့လို့ MOD အနေနဲ့ဒုတိယပိုင်းမှာအဲ့လိုပြောင်းလဲတာတွေကစန်တယ်လက်ဘက်ကိုပို့ပြီးတော့အချိန်ကြီးကောင်းသွားစေတယ်။ကိုရီတို့ကတော်တော်လေးကိုကန်ကောင်းတာတူးစီနဲ့နိုင်ခဲ့တာကဒါကြောင့် MOD တို့ကပေါ့နော်ကျွန်တော်တို့ကလိုအပ်နေတဲ့နိုင်ပွဲကိုပုံဖော်နိုင်ခဲ့တယ်။အပြောင်းလဲတဲ့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့မြင်ကျင်တဲ့အပြောင်းလဲတချို့လည်းကျွန်တော်လုတ်ခဲ့တယ်။ဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့လိုအပ်တာဒီဒါမျိုးပဲ။ဒါကြောင့် MOD အနေနဲ့ဒီနေ့ပွဲစဉ်နိုင်ပွဲကလည်းပဲကစားသမားတွေကောင်းလို့ပါကွာနော်ဂိုးသမားတွေပါပါလေဒီဒီဂိုးသမား lemons ကောင်းလို့ပါကွာ ဗီမင်ချက်ကိုကောင်းလို့ပါကွာတိတယ်မလားနော်အဲမီဆာမောင်းဂိုးသွင်းလို့ပါကွာဆိုပြီးတော့တီးတဲ့တော့ကျွန်တော်ပြောလို့မရဘူးအတင်းရဲ့ရှုံးပွဲနိုင်ပွဲတွေမှာညပြရဲ့ရူကအများကြီးစကားပြောတယ်ဆိုတော့ကြောက်ပါတော့ဒီ MOD နေနဲ့ဒီပွဲဒူးစီနဲ့နိုင်သွားတယ်ဆိုတဲ့အခြေအနေမျိုးမှာသူ့ရဲ့ကျွန်တော်ဒါအဓိက instruction အပြောင်းလဲတချို့ကြောင်းမယ်ကျွန်တော် out of position အပြောင်းလဲတွေက Manchester United ခန်းစီကိုကျွန်တော်ပူပြီးတော့ပါနော်ဟိုခိုင်မာစီခဲ့တယ်ကျွန်တော်ပြောရမယ် ဒါကြောင့်ဗောနော MOD နေနဲ့ဒီနေပွဲတင်မှာကျွန်တော် rain name ကျွန်တော်8ထိကျွန်တော်ပေးထားတယ်ဒုတိယပြင် MOD ရဲ့ဒီအပြောင်းလဲတွေကကျွန်တော်ကြူသူရမယ်အပြောင်းလဲတွေเนาะ6.5တယ်เนาะဆရာသမားတွေဒီပွဲအပြောင်းလဲတွေက imminent ရည်ကြီးခဲ့တာเนาะ6.5တယ်အမလီလောက်ကြအောင်ဆရာသမားเนาะဆိုတော့ဒါကြောင့်ကျွန်တော်တို့ကြည့်ရရင်အချီနီကဒါ MOD နေနဲ့ဒီလိုအပြောင်းလဲတွေဘယ်နှပွဲတွေဆက်သွားမလဲဆိုတာပဲကျွန်တော်ကြည့်ရမှာပဲโอเคဆိုတော့ man of the match ဘယ်သူရသင့်လဲ man of the match ဘယ်သူရသင့်လဲကျွန်တော်ကတော့မနေ့ပြောရင်ဒီပွဲမှာ ်ဗင်ဂျမင်ရှက်ကူပဲကျွန်တော်ဗင်ဂျမင်ရှက်ကူနဲ့မေဆန်ပေါ့နှစ်ယောက်ထဲကတစ်ယောက်ကိုကျွန်တော်ပေးချင်တာမှလည်းပြောရင်ကျွန်တော်တို့လောလောဆယ် rating အမြင့်ဆုံးကလည်းသူတို့နှစ်ယောက်တွေကတစ်ယောက်ပဲဖြစ်နေเนาะ Lemons တို့ပါတော့မစိုးဘူးလေတင်เนาะအဲ့မဲ့ဗင်ဂျမင်ရှက်ကူနဲ့ပေါ့နော်ကျွန်တော်တို့ကမေဆန်ပေါ့နှစ်ယောက်ထဲကတစ်ယောက်ကိုကျွန်တော်ပေးတင်နေသေးလားเนาะဗင်ဂျမင်ရှက်ကူကတော့တပွဲလုံးကစားသွားတယ်ပြလို့ရှိရင်သူ့အနေနဲ့ပေါ့နော်တဲ movement တွေပါလေတော်တော်လေးကောင်းနေပြီသီလာဆိုတော့ search ကိုကိုကျွန်တော် man of the match ပေးလိုက်မယ်နော်음လက်မလေးထောင်းလိုက်မယ် search ကိုပြီးရင်ကျွန်တော်တို့က submit ကျွန်တော်တို့လုတ်လိုက်မယ်နော် submit လုတ်လိုက်မယ်ဆိုတော့เนาะ okay နီးပြရူဘင်အမ်မိုရီရဲ့မန်တော့သမတ်စတဲ့ဆရာသမားတွေเนาะโอเคကျွန်တော်ကတော့ဗျာเนาะကျွန်တော်ကတော့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တော့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ပါဘင်ဂျမင်ရှက်ကူပေးဒါပေမဲ့လို့เนาะเนาะ thank you thank you thank you ဆရာသမားတွေเนาะဆိုတော့ဘာလို့လဲဆိုတော့ MOD ရဲ့အပြောင်းလဲတွေကြောင့်ကျွန်တော်မြင်ရတဲ့ပွဲဆိုရင်လည်းကျွန်တော်မှမအောင်ပေါ့လေ။ဒါပေမဲ့လို့ကျွန်တော် Man of the Match ကပေါ့နော်ကျွန်တော်လူပေါင်းကျွန်တော်1000နီးပါးပုတ်ပေးထားကြတယ် ကျွန်တော်တော်တော်နီးပါးပို့ပေးထားကြတယ်ရူဘင်အမ်မိုရီနဲ့မန်နော့တမက်ကဆိုတော့လက်မထောင်တာကတော့ကျွန်တော်တို့ကမန်နော့တမက်ဖြစ်တဲ့အတွက်ပေါ့လीနော်ဆိုတော့ချီးမြှားတင်ပါတယ်ဆိုတော့ညီကလူနေနေရောဘလူရလဲဒီပွဲမှာဘဲကစားမကအကောင်းဆုံးဖြစ်ခဲ့တယ်ထင်ကြလဲအမ်မိုရီရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရောဘလူမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချီးမြှားတင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ